ရသခင်ကြီးစွာတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အားဖြင့်တူတူကဆင်ကျင်ခွန်အားယူဖို့ရန်အတွက်ဓမ္မရာဇဝင်ပထမဆုံးအခန်းကြီး15အပိုင်းငယ်6ကေနီလူတို့ရှိရာသို့ဆေလွတ်လျက်သင်တို့ကို အာမလတ်လူတို့နှင့်အတူငါဖြတ်စည်းမည်ဟုစိုးရင်စရာရှိသောကြောင့်သူတို့အထက်ကထွက်သွား၍နေရာပြောင်းကြလောဣဒရီလာအမျိုးသားတို့သည်အေဂုတုပြည်မှ ထွက်လာသောအခါသင်တို့သည်ဂျေဇုပြုကြပြီဟုမှားလိုက်သည့်အတိုင်း ကေနီလူတို့သည် အာမလတ်လူတို့အထက်ကထွက်သွားကြ၏ကျောင်းဒီနောက်ကဘတော်ကတော့ဘုရားသခင်ကရှောလူကိုအာမလတ်လူမျိုးတွေကိုရှင်းရှင်းဖြက်ဆီးပစ်ဖို့ပြောတဲ့ခါမှာရှောလူကအာမလတ်လူမျိုးတွေကိုတွားပြီးတော့ဖြက်ဆီးဖို့သူစကန်းချတဲ့ခါမှာသူကေနီလူတွေစီကို လူကိုဆေးလုပ်ပြီးတော့မင်းတို့အဲ့ဒီအာမလတ်အမျိုးနွယ်တွေကနေပြီးတော့ထွက်သွားပါတနေရာကိုပြောင်းပါငါတို့အာမလတ်တွေကိုဖြက်ဆီးတဲ့ခါမှာ မင်းတို့ကိုပါရောပြီးတော့ဖျက်ဆီးမိမှစိုးရင်စရာရှိတဲ့အတွက်ကြောင့်သူတို့တွေက ထွက်ပြီးတော့နေရာပြောင်းကြပါလို့ရှိုးလူကပြောလိုက်ပါတယ်။ဘာကြောင့်ဒီလိုပြောရလဲဆိုရင်တဲ့ဤသူတွေလားလူမျိုးတွေကအေဂူရူပီယာနဲ့ထွက်လာတဲ့အခါမှာအဲ့ဒီကေနီလူတွေကဤသူရလူမျိုးတွေကိုဂျေစုပြုခဲ့တယ်။အဲ့ဒီဂျေစုပြုခဲ့တဲ့အတွက်ကြောင့်အာမလတ်လူတွေနဲ့အတူရောနှောပြီးတော့ဖျက်ဆီးမိမှစိုးရင်တဲ့အတွက်ကြောင့်ကေနီလူတွေကိုနေရာပြောင်းခိုင်းရခြင်းဖြစ်ပါတယ်။ကေနီလူတွေကလည်းရှိုးလူပြောလိုက်တဲ့အတိုင်းပဲ တခြားနေရာကိုထွက်ပြီးတော့ပြောင်းသွားတယ်။အာမလတ်လူမျိုးတွေကိုဖျက်ဆီးတဲ့အထဲမှာကင်နီလူတွေက မပျက်စီးတော့ဘူး။သူတို့ကလွတ်မြောက်သွားတယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်။ဒီကင်နီလူမျိုးတွေကဘယ်ကနေဆင်းသက်လာတာလဲ။သူတို့ကဘယ်လူမျိုးတွေလဲ။ကင်နီလူမျိုးတွေရဲ့အကြောင်းကိုကြည့်တဲ့အခါမှာတမန်ကျမ်းစာထဲမှာနှစ်ပိုင်းတွေ့ရပါတယ်။ပထမတစ်မျိုးတစ်စားကရှေးခါနန်မှာ နေတဲ့ကင်နီလူတွေဖြစ်ပါတယ်။အဲ့ဒီကင်နီလူတွေ ਨੇ ောရှိရဲ့ရောက်ခမဘက်ကမိတွင်အမျိုးနွယ်တချို့နဲ့ယောနှောပြီးတော့အိမ်အောင်ပြုတ်ကြပြီးတော့ကင်နီလို့ဆိုပြီးတော့လည်းတမျိုးပေါ်ပေါက်လာခဲ့ပါတယ်။ဒါကြောင့်မို့ကင်နီမျိုးလို့ပြောလိုက်တဲ့ခါမှာ မောရှိရဲ့ရောက်ခမမိဇွန်အမျိုးနွယ်တွေဘက်ကနေဆင့်သက်လာတဲ့အမျိုးဖြစ်ပါတယ်။ဒီနေရာမှာဣသရေလလူမျိုးတွေအေဂုတုပြည်ကနေထွက်တဲ့ခါမှာကင်နီလူတွေကဘလို့ဂျေဆုပြုတ်ခဲ့တာလဲဆိုရင်တော့မောရှိရဲ့ရောက်ဖာမိဒွန်လူမျိုးဖြစ်တဲ့သူကမောရှိနဲ့အတူလိုက်လာတယ် အဲ့ဒီတော်လန်ခီကနေသူကမောရှိကိုလမ်းပြတယ်။မောရှိရဲ့အမျိုးသမီးဘက်ကမိထွန်မျိုးနွယ်တွေကအင်မတန်မှတော်လန်ကျွမ်းပါတယ်။ဒါကြောင့်မို့သူတို့ကိုလမ်းပြတယ်။လမ်းပြပြီးတဲ့အခါမှာသူတို့ကသူ့ရဲ့နေရင်ဒေတာကိုပြန်မယ်လို့ပြောတဲ့အခါမှာမောရှိကငါတို့နဲ့အတူလိုက်ပါ။တော်လန်ခီမှာမင်းတို့ငါတို့ကိုကျေးဇူးပြုခဲ့တဲ့အတွက်ကြောင့်ငါတို့ပြန်ပြီးတော့မင်းတို့ကိုကျေးဇူးပြုမယ်။ခါနန်ပြည်တဲကိုလိုက်ခဲ့ပါလို့ပြောတဲ့အခါမှာအဲ့ဒီမောရှိရဲ့မိမဘက်ကအမျိုးနွယ်မိထွန်အမျိုးတချို့ကလိုက်လာခဲ့ပါတယ်။မောရှိရဲ့မယားဘက်က မောရှိရဲ့ရောက်ဖွားဖြစ်တဲ့ယောဘတ်ဆွဲလူက လိုက်လာပြီးတော့အဲ့ဒီခါနန်ပြည်မှာနေတယ်။သူတို့နေတဲ့နေရာက ရှေးခါနန်၊ကင်နီလူတွေနေတဲ့နေရာဖြစ်ပါတယ်။ဒါကြောင့်မို့အဲ့ဒီမောရှိရဲ့မိမဘက်ကမိတော်လူမျိုးအချို့နဲ့ရှေးခါနန်၊ကင်နီလူတွေနဲ့ပေါင်းဖက်ပြီးတော့အိမ်တော်ပြုတ်ကြတဲ့ခါမှာကင်နီအမျိုးလို့ခေါ်ရခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့ကင်နီမျိုးလို့ပြောတဲ့ခါမှာရှေးခါနန်၊ကင်နီလူတွေနဲ့မောရှိရဲ့မိမအမျိုးနွယ်ဘက်ကနေ မိတွင်လူမျိုးတွေပေါင်းဆက်ပြီးတော့ကေနိမျိုးနွယ်ဆိုပြီးတော့ဖြစ်လာခြင်းဖြစ်ပါတယ်။နောက်ပိုင်းမှာအဲဒီမောရှေရဲ့ရောက်ဖဟောဘရဲ့အသားမြေဝင်ဖြစ်တဲ့ကေနိမျိုးသားဟေဘာကခါနန်ပြည်မှာရှိတဲ့နဂိုရှိရင်ဆွဲကေနိလူမျိုးတွေနဲ့ခွာပြီးတော့သီးသန့်တဲဆောက်ပြီးတော့နေခဲ့တယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်။အဲဒီကေနိလူမျိုးတွေမောရှေရဲ့အမျိုးသမီးဘက်ကအမျိုးနွယ်တွေကတောထဲမှာဣသရာလူမျိုးတွေကိုကူညီခဲ့တယ်။ဒီဂျေဆုရှိတယ် ။ဒါကြောင့်မို့အာမလက်လူမျိုးတွေကိုသွားဖျက်ဆီးမယ်လို့ပြောတဲ့အခါမှာကင်နီလူမျိုးတွေကိုဖျားသခင်ကရှောလူရဲ့စိတ်လုံးကိုတုတ်ထီပြီးတော့နေရပြောင်းခိုင်းပါတယ်။ကင်နီလူမျိုးတွေပျက်စီးမဲ့ရန်ကနေပြီးတော့ခွဲကာခဲ့တယ်။ဒါကြောင့်မို့ကင်နီလူမျိုးတွေကအာမလက်လူမျိုးတွေနဲ့ရောပြီးတော့နေထိုင်ရင်းနဲ့ပျက်စီးသွားမှာကိုဖျားကအလိုမရှိပါဘူး။ဒါကြောင့်မို့ကျွန်တော်ရဲ့ဘဝအသက်တာထဲမှာလည်းမတရားသောသူတွေနဲ့ရောပြီးတော့အတူတူနေထိုင်ခြင်းသူတို့နဲ့မိသားစုဖွဲ့ခြင်းကကျွန်တော်တို့ကိုပါပျက်စီးစေနိုင်တယ်။ ဒါကြောင့်ဘုရားသခင်ကရှောလူအားဖြင့်ပါပြောလဲဆိုတော့ကင်းနီလူမျိုးတွေအဲ့ဒီအာမလက်လူမျိုးတွေတွေကနေထွက်ပါသူတို့ ਨੇ မပေါင်းဖို့ပါနဲ့နေရပြောင်းပါဒါကြောင့်မူဆာလန်တစ်မှာပါပြောလဲဆိုတော့မတရားသောသူတွေရဲ့တိုက်တွန်းခြင်းကိုမလိုက်ပါနဲ့လူစိုးတို့ရဲ့လမ်းမှာမရက်မနေပါနဲ့ဘာကြောင့်လဲအဲ့ဒီမတရားသောသူတွေ ਨੇ အတူယုံတော့ပြီးတော့ဖျက်ဆီးခြင်းခံရမှာစိုးရင်စရာရှိတဲ့အတွက်ကြောင့်မတရားသောသူတွေ ਨੇ ဝေဝေးရှောင်ပြီးတော့သူတို့ ਨੇ ယုံတော့ခြင်းကိုမပြုတ်ဖို့ရန်အတွက်တမန်ကျမ်းစာကဖော်ပြထားပါတယ် ဒီဓမ္မရာဇဝင်ပထမဆုံးအခန်းကြီး15မှာရှောလူကိုဘုရားကအာမလတ်လူမျိုးတွေကိုဖျက်ဆီးခိုင်းတယ်။ဘာကြောင့်လဲဆိုရင်တော့အဲ့ဒီအာမလတ်တွေကဣသရေလလူမျိုးတွေအေဂုတုပြည်ကနေထွက်လာတဲ့အခါမှာခါနန်ပြည်မရောက်အောင်စီတာခြင်းအမှုကိုပြုခဲ့တယ်။ဒါကြောင့်သူတို့ကိုဖျက်ဆီးပြရမယ်ဆိုပြီးတော့ဘုရားကရှောလူကိုစေခိုင်းပါတယ်။ကင်နီလူတွေကြတော့အာမလတ်လူတွေနဲ့ပြောင်းပြန်။ဣသရေလလူမျိုးတွေခါနန်ပြည်ရောက်ဖို့ရန်အတွက်သူတို့ကလမ်းပြပေးတယ်။တောထဲမှာသူတို့ကတောကျွမ်းတဲ့ကြောင့်ဣသရေလလူမျိုးတွေကိုလမ်းညွန်ပေးတယ်။ဒီလူမျိုးက ြောင်းပြန်ဖြစ်ပါတယ်တမျိုးကဣဒိယလူမျိုးတွေကိုတားဆီးတယ်တမျိုးကတော့ဣဒိယလူမျိုးတွေကိုကူညီတယ်ဣဒိယလူမျိုးတွေကိုတားဆီးတဲ့အမျိုးနွယ်ကတော့ရှင်းရှင်းဖြစ်စီခြင်းခံရတယ်ဣဒိယလူမျိုးတွေကိုကူညီတဲ့ကိနိမျိုးကတော့ဖျားသခင်ကသူတို့ကိုအသက်ပေးရနဲ့လွတ်အောင်ရှော့လူအပြင်တနေရာကိုပြောင်းရွှေ့ခိုင်းပါတယ်ဒါကြောင့်မချေသောရောက်စီတိုင်းကျွန်တော်ကဘသူနဲ့ပေါင်းလဲဘသူတွေနဲ့အတူနေထိုင်လဲဘသူတွေနဲ့မိသားရဖွဲ့လဲဒါကအင်မတန်မှအရေးကြီးပါတယ်ကိနိလူမျိုးတွေကဣဒိယလူမျိုးတွေနဲ့မိသားဖွဲ့တဲ့အခါမှာ ်အာမလက်လူမျိုးတွေကိုဖျက်ဆီးတဲ့ခါမှာသူတို့ကိုအသက်မသေဖို့ရန်အတွက်သူတို့ကိုပြောင်းခိုင်းတယ်။သူတို့ကဒီအသက်ဘေးကနေလွတ်မြောက်သွားခဲ့တယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်။အဲကြောင့်မို့ကျွန်တော်ရဲ့လောကမှာခဏတာနေရတဲ့အခိုက်အတန့်မှာမတရားသောသူတွေနဲ့ပေါင်းဖော်ခြင်းကိုမပြုဘဲနဲ့ကျွန်တော်ရဲ့ဘဝတရားမှာဖြောင့်မတ်မှန်ကန်စွာနဲ့နေရစင်တိုင်းမှာဖရာသခင်တမန်တရားအတိုင်းလိုက်လျှောက်အသက်ရှင်နိုင်သောသူများဖြစ်စေဖို့ဝင်ကားပါတယ်။အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။ Tu più le mia dolce ချင်းတမသီတို့သီးရေရေလို့ဗန်ဒတ်တော့ပင်နေသူကြီးတမတော်ဘူးတို့ဤလမ်းကိုဒါရပြသည်ကျွမ်းတော်မူ၏သူပြုလေကများတော့ တွန်းခြင်းကိုမလာ